မှာလူသိညာရဲ့အသက်၃၅နှစ်အရွယ်သေကံကယောဂဖြစ်ကွယ်လုံးမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့တတော်မှာလူသိညာတဲ့ဆိုင်းအောင်ညွန့်ဟာလက်ရှိမှာတော့မိသားစုဝင်တွေနဲ့သူ့ကိုချစ်တဲ့ပရိသတ်တွေအားလုံးကိုနှုတ်ဆက်ထွက်ခွာသွားခဲ့ရပါပြီဆိုင်းအောင်ညွန့်ခေါ်ဖတ်တီလေးကတော့၃ရက်မေလ2025ရက်မှာနယူးဒေလီမြို့အိန္ဒိယနိုင်ငံမှာဒေတာစံတော်ချိန်9:00ခွဲ AM မြန်မာစံတော်ချိန်10:00ခွဲ AM မှာသွေးကင်စာယောဂ TANN အမျိုးအစားနဲ့ကွဲလွန်သွားခဲ့တာဖြစ်ပါတယ်။ဒီကလေးလေးကတော့အရင်ကတက်တော့မှအမြဲမြင်တွေ့နေကြကလေးလေးဖြစ်ပြီးသူ့သွေးကင်စာစဖြစ်တော့မြမပြီမှာကုနေရတက်တာသွားပြီဆိုတော့သူ့ကိုချစ်တဲ့သူတွေအားလုံးကလည်းဝမ်းရီတာပင်းနေရပါ။အဲ့ကနေနောက်ပြီးဘန်ကောက်ကိုပြောင်းကူတယ်ဒါကလည်းမတက်တာလာတာကြောင့်မိသားစုဝင်တွေကနောက်ထပ်အိန္ဒိယမှာထပ်သွားကူခဲ့ပါတယ် အလုံးကတက်တာပုဂ္ဂိုလ်သားမျော်လင့်နေကြပြီမိဒီနေ့မနေ့တက်လာတဲ့ပိုလေးကတော့အသက်16နှစ်သားရှိသေးရဲ့ဆိုင်းအောင်ညွန့်ကလူလောကကနေအပီးတိုင်ထွက်သွားတာကိုသိခဲ့ရပါတယ်တကယ်တော့အသားလေးကထွက်သွားတာဆော်လုံးမိုင်ဆိုင်းအောင်ညွန့်လေးကတော့အရွယ်လေးနဲ့မလိုက်အောင်ထွားချိုင်းတမလွန်းသူဖြစ်ပြီးဘဝကိကိလေးဖြစ်နေရကိုမိဘတွေကသဘောရိုးထင်ပေမဲ့နေမကောင်းလို့စစ်ကြည့်ချိန်မှသာအလုံးကသွေးကင်စာမှန်သိခဲ့ရတာပါဒါကြောင့်ကလေးတွေကိုမိဘတွေကယူဆိုင်ကြပါခောက်ဆွဲချောင်းနဲ့အချိုရီချောင်းမှာ အမောင်လုံးနေကလေးကိုဝိတ်လျှော်ပေးပါယောဂတွေဝင်လာရင်ကုသရခတ်ပြီးအသက်အနည်းအထိဆိုးရင်ရတယ်ဆိုတာကတော့ဒီသားလေးကတက်သေးပါပဲဘလောက်ပတ်စံရှိနေပါစေအသက်ကတော့ဝဲလို့မရပါဘူးလို့အကိုဖြစ်သူကပြောလာခဲ့တာဖြစ်ပြီးနောက်ဘဝကျရင်လည်းအကိုရရဲ့မိသားစုဝင်နေတဲ့လာဖြစ်ပေးပါကောင်းကောင်းအနားယူပါတော့ညီလေးရေနောက်ဘဝဒီလိုယောဂဝေဒနာမျိုးထပ်မကြုံပါရစေနဲ့ညီလေးရေညီလေးတောင်းဝင်ကြည့်ပါရဲ့နောက်ဘဝဒီလိုယောဂဝေဒနာမျိုးထပ်မကြုံရပါစေနဲ့ညီလေးရေညီလေးတောင်းဝင်ကြည့်ပါရဲ့ အကောင်းဆုံးတိုက်ခိုက်ပေးခဲ့တယ်ဒီလောက်ထိတိုက်ခိုက်လာပေးရလဲကျေးဇူးတင်ပါတယ်စွတောင်းမြတ်တာပို့ပေးကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့9ရက်9လ2025စိုင်းအောင်မြို့ကဖတ်တီလေးကိုနယူးဒေလီမြို့အိန္ဒိယနိုင်ငံမှာဗုဒ္ဓဘာသာထုံးနှံစင်လာအရာမိတကြိုပါမိတ်စိုင်းအောင်မြို့ချစ်ပရိသတ်များအတွက်စတောင်းမှုတွေမပြေခဲ့လို့အနှွညွတ်တောင်းပန်ပါတယ်။စားအောင်ညွန့်ကိုချစ်ကြတဲ့မိတ်ဆွေများစိတ်ထိခိုက်ရသလိုကျွန်တော်တို့မိသားစုဝင်တွေက ပြောမပြလောက်အောင် အများကြီးကိုစိတ်ထိခိုက်နှမျောတသဖြစ်ရပါတယ်။ ကလေးအတွက် ကောင်းမှုကုသိုလ်တွေအများကြီးလုပ်ပေးသွားပါမယ်။ကလေးကိုချင်ရင်သူ့အတွက်ကောင်းမှုကုသိုလ်တွေလုပ်ပေးကြပါ။သူရောက်ရာဘဝကနေစံစားနိုင်မယ်။သူရန်စံစားခြင်းနေရာဝိဒနာတွေခံစားရတဲ့ဘဝကိုသူရန်လွတ်ခြင်းနေရာအခုတော့လွတ်သွားခဲ့ပြီညီလေးရဲ့ရောက်ရာဘဝမှာအကိုတို့လုပ်ပေးရဲ့ကောင်းမှုကုသိုလ်တိုင်းကိုတာရုခေါ်ပါ။ညီလေးလိုချင်တဲ့ငြိမ်းချမ်းတဲ့ဘဝစံစားရတဲ့ဘဝကိုမလွဲဧကန်ရစေရမယ်ညီလေးရဲ့။နောက်ဘဝကျရင်အကိုရဲ့မိသားစုဝင်ပြန်လာဖြစ်ပြီနော်။အကိုပေးထားတဲ့ဂရုတွေတည်စေရမယ်လို့ဂရုပေးပါ යි ။ ညီလေးသွားကျင်တာလှုပ်ကျင်တာစားကျင်တာတွေအကောင်လုံးကိုဖြည့်ဆည်းပေးပါမယ်။အရန်ချစ်တယ်နော်ညီလေးဆိုပြီးသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေရေးသားလာခဲ့ရပဲဖြစ်ပါ යි ။အားလုံးချစ်တဲ့ဆိုင်းအောင်ညို့ကောင်းသောဘုံဘဝစံစားရပါစီဘဝဆက်တိုင်းဒီလိုဝေဒနာထပ်မကြုံပြရစီနဲ့လို့ဆုတောင်းပေးခဲ့ရပါ යි ။အသက်16နှစ်အရွယ်လေးနဲ့လောကကြီးကနေအစောကြီးထွက်ခွာသွားခဲ့ရတဲ့ဆိုင်းအောင်ညို့အတွက်ဆုတောင်းစကားလေးပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ အခုချိန်တောင်ရေပီးအနေကိုကြုံတွေ့ခန်းစားနေရတာကြောင့်မိုးတွင်းကိုမနစ်ကထက်ဆိုးလာမလားတွေးကြောင်နေရတဲ့ပြည်သူများမိင်္ဂလာပါပရိသတ်ကြီးတို့ရေလက်ရှိငလင်ဘေးကိုအလူးလဲခံခဲ့ရတဲ့ပြည်သူတွေရဲ့အပူတော့ကတွေအပူတော့ကတွေမပြောက်သေးရဲ့တလကျော်အကြာမှာပဲနောက်ထပ်ဆိုးရင်စရာတစ်ခုတိုးလာခဲ့ပါတယ်ဒါကတော့လက်ရှိမှာမိုးတီးတန့်စွာရွာသွန်းမှုကြောင့်မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်အုံကျော်ကြီးရွာအုပ်စုအတွင်းရှိဆယ်တော်လေးဆယ်ကရေလွတ်တာကြောင့် အိမ်နောက်စု200ခန့်အရေးပေါ်ရွှေ့ပြောင်းကြရတယ်လို့သိရပါတယ်။မေလ3ရက်မှာရွာတဲ့မိုးကြောင့်တောင်ကျချောင်းရီစီစဉ်ပြီးဆယ်တော်လေးဆယ်အထွင်ရေဝင်ရောက်တာများလာတဲ့အတွက်မေလ4ရက်မနက်ပိုင်းမှာဆယ်ရီလွတ်ချခဲ့တာဖြစ်ပါတယ်။ဆယ်ရီပောင်းဝင်တောင်ကျချောင်းရီတွေကြောင့်အုံကျော်ချောင်းအတွင်ရေများလာရကချောင်းနှပိလူနေအိမ်တွေတဲ့ထိရေဝင်ရောက်လာပြီးခုဆိုအိမ်တွေနစ်မြုပ်သွားတဲ့အထိကိုစိုးဝါနေကြရပါဆယ်တော်လေးရေနဲ့တောင်ကျရေဆုံးပြီးရေဝင်တော့အုံကျော်9မိုင်6မိုင် တရားကွင်းလမ်းတွေနဲ့ကန်နာကအင်တွေနစ်မြုပ်သွားခဲ့ရပါတယ်။အရေးအတွက်ကတော့ရှားကနန်းတော့မရှိဘူး။ရေဝင်လို့ရွှေပြောင်းကြတာမျိုးတော့ရှိရဲ့။တောက်ကြရေတွေဟာကန်နာအနိုင်ပိုင်းတွေမှာငါးပေကန်တီတက်လာပြီးအမြင့်ပိုင်းတွေမှာတော့တပေကန်ရှိတယ်လို့သိရပါတယ်။လက်ရှိမှာတော့အုံကျော်ကြီးရွာကအင်နာစုနေရာကန်ဟာကြီးရွာရဲ့ကုန်းမြေပိုင်းတွေရှိဖုန်ကြီးကျောင်းစာတင်ကျောင်းတွေမှာကိုယ့်အစီအစဉ်နဲ့ကိုယ်ရွှေပြောင်းနေထိုင်ကြပြီးမေလ9ရက်ဒီမနက်ပိုင်းထိရေပြန်မကြသေးတာကြောင့်နေအိမ်တွေကိုပြန်ရတာမျိုးမရှိသေးပါဘူး။ ဆယ်တော်40အထက်ဘက်ဒေသတွေမှာမိုးမြလာပါကအထက်ဘက်ဖြစ်စဉ်မျိုးနှစ်စဉ်နီးပါးဖြစ်တတ်တဲ့အတွက်ချောင်းနှပေးနေဒေသခံတွေရေပြီးရှောင်ရလေးရှိပြီးချောင်းရည်တက်နေပြီးရေပြန်မကျတဲ့အခြေအနေဆိုရင်တပတ်ကျော်ထိရေပြီးရှောင်ရတာမျိုးတွေအထိရှိလာနိုင်တယ်လို့သိရပါတယ်။ဒါအပြင်မန္တလေးတိုင်းပြည်ဦးလွင်မြို့နယ်ကမန္တလေးပြည်ဦးလွင်လမ်းမပေါ်မှာတောင်ကျချောင်းရည်တွေကျလာတာကြောင့်ကျေးရွာ300လောက်နိုင်ပိုင်းလောက်ရေကြီးခဲ့ရပါတယ်။ပြည်ဦးလွင်မြို့မှာတော့မေလ၄ရက်မနက်ပိုင်းကမိုးတက်တဲမဲမဲရွာခဲ့ရကြောင့် တောင်ပေါ်ကနေကျလာတဲ့ချောင်းရီတွေဟာဆဲတော်၊ဂိုက်တန်း၊အုံချော်စားတဲ့ကျေးရွာတွေတဲကိုမနက်ခွနလာရနေစပြီးရေဝင်ရောက်လာခဲ့ရတော့ပြည်သူတွေခမည်းတဘာဝဘေးကိုအလူးလဲခံနေရတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ပြည်သူတချို့ကတော့အခုလုံမိုးလေးရွာတော့ဒီလောက်ဆိုးနေရမိုးတွင်းဆိုဘယ်လိုလုပ်ကြမလဲ။ငလင်ပေးပြီးရေပေးတွေစတိုက်မကြပါရစေနဲ့လို့ဆုတောင်းမိပါရဲ့။ မိုးဥတော်မရောက်သေးဘူးရေကြီးပြီဆိုတော့တကယ်မိုးများတဲ့လှတွေဘလုံးနေကြမလဲဒီနှစ်မိုးတွေတော့မြန်မာပြည်အတွက်မတွေ့ရစရာပဲဆိုပြီးအလုံးစိတ်တော်ကပူပင်စရာတွေဖြစ်နေကြရတာပဲဖြစ်ပါတယ်။နောက်ပြီးအရင်နှစ်ကထက်ဆိုးဝါးတဲ့ရေပီးအနေရကိုလည်းဆိုးရိမ်နေကြရပဲဖြစ်ပါတယ်။အလုံးလည်းကြွတင်ပြင်ဆင်ထားကြဖို့နဲ့ဘေးအနေရကိုကြွတင်ပြင်ဆင်ထားကြဖို့လည်းသတိပေးပါစီ။သခိုင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်မြေပြုံမှုတွေမြေသားပြည့်ဝမှုတွေရှိကြရာကြောင့်ငလေဘေးတင်ဒေတာကပြည်သူတွေအနေနဲ့ ဒီနှစ်မိုးတွင်မှာရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရင်ရေစီးနဲ့အတူမြေပြုံမှုတွေပါထပ်မံဖြစ်ပေါ်လာနိုင်တာကြောင့်အထူးသတိထားနေထိုင်ကြဖို့အကြံပြုတိုက်တွန်းပါတယ်။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။တတော်မှာလူသိများတဲ့အသက်15နှစ်အရွယ်သားလေးဆိုင်းအောင်ညွန့်သွေးကင်စာရောဂါဖြစ်ကွယ်လုံးမိင်္ဂလာပါပရိသတ်ကြီးတို့ တတော်မှာလူသိများတဲ့ဆိုင်းအောင်ညွန့်ဟာလက်ရှိမှာတော့မိသားစုဝင်တွေနဲ့သူ့ကိုချစ်တဲ့ပရိသတ်တွေအားလုံးကိုနှုတ်ဆက်ထွက်ခွာသွားခဲ့ရပါပြီ။ဆိုင်းအောင်ညွန့်ခေါ်ဖတ်တီလေးကတော့၃ရက်မေလ2025ရက်မှာနယူးဒေလီမြို့အိန္ဒိယနိုင်ငံမှာဒေတာစံတော်ချိန်9:00နာရီခွဲ AM မြန်မာစံတော်ချိန်10:00နာရီခွဲ AM မှာသွေးကင်စာယောဂ TANN အမျိုးအစားနဲ့ကွဲလွန်သွားခဲ့တာဖြစ်ပါတယ်။ဒီကလေးလေးကတော့အရင်ကတစ်တော့မှအမြင်မြင်တွေ့နေကြကလေးလေးဖြစ်ပြီး သူသွေးကင်စာစဖြစ်တော့မြမပြီမှာကုနေရတက်တာသွားပြီဆိုတော့သူ့ကိုချစ်တဲ့သူတွေအားလုံးကလည်းဝမ်းရီတာပင်းနေရပါအဲ့ကနေနောက်ပြီးဘန်ကောက်ကိုပြောင်းကူတယ်ဒါကလည်းမတက်တာလာတာကြောင့်မိသားစုဝင်တွေကနောက်ထပ်အိန္ဒိယမှာထပ်သွားကူခဲ့ပါ යි အားလုံးကတက်တာပုဂ္ဂိုလ်သားမျှော်လင့်နေကြပြီမိဒီနေ့မနက်တက်လာတဲ့ပိုလေးကတော့အသက်16နှစ်သားရှိတဲ့ဆိုင်းအောင်ညွန့်ကလူလောကကနေအပီးတိုင်ထွက်သွားတာကိုသိခဲ့ရပါတယ်တကယ်တော့သားလေးကထွက်သွားတာဆော်လုံးမိုင်းဆိုင်းအောင်ညွန့်လေးကတော့အရွယ်လေးနဲ့မလိုက်အောင်ထွားချိုင်းတံမာလွန်းသူဖြစ်ပြီးဘဝကိကိလေးဖြစ်နေရကိုမိဘတွေကသဘောရိုးထင်ပေမဲ့နေမကောင်းလို့စစ်ကြည့်ချိန်မှသာအားလုံးကသွေးကင်စာမှန်သိခဲ့ရတာပါဒါကြောင့်ကလေးတွေကိုမိဘတွေကယူဆိုင်ကြပါခောက်ဆွဲချောင်းနဲ့အချိုရီချောင်းမှာ အမောင်လုံးနေကလေးကိုဝိတ်လျှော်ပေးပါယောဂတွေဝင်လာရင်ကုသရခတ်ပြီးအသက်အနည်းအထိစိုးရင်ရတယ်ဆိုတာကတော့ဒီသားလေးကတက်သေးပါပဲဘလောက်ပတ်စံရှိနေပါစေအသက်ကတော့ဝေလို့မရပါဘူးလို့အကိုဖြစ်သူကပြောလာခဲ့တာဖြစ်ပြီးနောက်ဘဝကျရင်လည်းအကိုရရဲ့မိသားစုဝင်နေတဲ့လာဖြစ်ပေးပါကောင်းကောင်းအနားယူပါတော့ညီလေးရေနောက်ဘဝဒီလိုယောဂဝေဒနာမျိုးထပ်မကြုံပါရစေနဲ့ညီလေးရေညီလေးတောင်းဝင်ကြည့်ပါရဲ့နောက်ဘဝဒီလိုယောဂဝေဒနာမျိုးထပ်မကြုံရပါစေနဲ့ညီလေးရေညီလေးတောင်းဝင်ကြည့်ပါရဲ့ အကောင်းဆုံးတိုက်ခိုက်ပေးခဲ့တယ်ဒီလောက်ထိတိုက်ခိုက်လာပေးရလဲကျေးဇူးတင်ပါတယ်စွတောင်းမြတ်တာပို့ပေးကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့9ရက်9လ2025စိုင်းအောင်မြို့ကဖတ်တီလေးကိုနယူးဒေလီမြို့အိန္ဒိယနိုင်ငံမှာဗုဒ္ဓဘာသာထုံးနှံဆင်လာအရာမိတကြိုပါမိတ်စိုင်းအောင်မြို့ချစ်ပရိသတ်များအတွက်စတားမှုတွေမပြေခဲ့လို့အနှွညွတ်တောင်းပန်ပါတယ်။စားအောင်ညွတ်ကိုချစ်ကြတဲ့မိတ်ဆွေများစိတ်ထိခိုက်ရသလိုကျွန်တော်တို့မိသားစုဝင်တွေက ပြောမပြလောက်အောင် အများကြီးကိုစိတ်ထိခိုက်နှမျောတသဖြစ်ရပါတယ်။ ကလေးအတွက် ကောင်းမှုကုသိုလ်တွေအများကြီးလုပ်ပေးသွားပါမယ်။ကလေးကိုချင်ရင်သူအတွက်ကောင်းမှုကုသိုလ်တွေလုပ်ပေးကြပါ။သူရောက်ရာဘဝကနေစံစားနိုင်မယ်။သူရန်စံစားခြင်းနေရာဝိဒနာတွေခံစားရတဲ့ဘဝကိုသူရန်လွတ်ခြင်းနေရာအခုတော့လွတ်သွားခဲ့ပြီညီလေးရဲ့ရောက်ရာဘဝမှာအကိုတို့လုပ်ပေးရဲ့ကောင်းမှုကုသိုလ်တိုင်းကိုတာရုခေါ်ပါ။ညီလေးလိုချင်တဲ့ငြိမ်းချမ်းတဲ့ဘဝစံစားရတဲ့ဘဝကိုမလွဲဧကန်ရစေရမယ်ညီလေးရဲ့။နောက်ဘဝကျရင်အကိုရဲ့မိသားစုဝင် ပြန်လာဖြစ်ပြီနော်။အကိုပေးထားတဲ့ဂရုတွေတည်စေရမယ်လို့ဂရုပေးပါ යි ။ ညီလေးသွားကျင်တာလှုပ်ကျင်တာစားကျင်တာတွေအကောင်လုံးကိုဖြည့်ဆည်းပေးပါမယ်။အရန်ချစ်တယ်နော်ညီလေးဆိုပြီးသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေရေးသားလာခဲ့ရပဲဖြစ်ပါ යි ။အားလုံးချစ်တဲ့ဆိုင်းအောင်ညို့ကောင်းသောဘုံဘဝစံစားရပါစီဘဝဆက်တိုင်းဒီလိုဝေဒနာထပ်မကြုံပြရစီနဲ့လို့ဆုတောင်းပေးခဲ့ရပါ යි ။အသက်16နှစ်အရွယ်လေးနဲ့လောကကြီးကနေအစောကြီးထွက်ခွာသွားခဲ့ရတဲ့ဆိုင်းအောင်ညို့အတွက်ဆုတောင်းစကားလေးပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။